ရေဒီယိုအန်ယူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ်စစ်ရေးသတင်းကတော့မိုးကုံမြို့ကိုအချမ်းဘက်စစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံးထွက်ကျတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မန္တလေးတိုင်းကမိုးကုံမြို့နောက်ပိုင်းကြောက်ဖားချီရွာကိုအချမ်းမစစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံးထွက်ကျပြီးတိုက်ခိုက်ခဲ့တယ်လို့ TNL ဘက်ကဒီကနေ့အော်တိုဘာလ20ရက်မှာအတည်ပြုထုတ်ပြန်လာပါတယ် မနေ့ကအော်တိုဘလ19ရက်နေ့လယ်2နာရီကျော်အချိန်မှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်250ပုံတလုံးလာရောက်ကျဲချခဲ့ရမှာမြေသူလူထုပိုင်းကြံမှုမြေချံပေါ်ကိုကြားရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ဟာမနေ့ကအော်တိုဘလ19ရက်နေ့မှာပဲတန်းတမရော TNL ထိန်းချုပ်ထားတဲ့နမ်ဆန်မန်တုံနဲ့မိုင်းကောင်းမြို့နယ်တို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တယ်လို့စစ်ရေးသတင်းမှတ်တမ်းတွေအရသိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာအခုလအော်တိုဘလ10ရက်နေ့ကနေ17ရက်နေ့အတွင်းမန်တုံကြောင်မဲတီဘောမြို့မိုင်းကော့ မိုင်းလုံးနမ်ဆန်မြို့နမ်တူမိုးမိန်နဲ့မိုးကုတ်စတဲ့မြို့တွေကို28ကြိမ်တိုင်တိုင်လေကြောင်းကနေပုံကျဲတိုက်ခတ်ခဲ့တယ်လို့လည်း PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ဒီလေကြောင်းတိုက်ခတ်မှုတွေကြောင့်ရဟန်းနှစ်ပါးကလေး၈ဦးအမျိုးသား၁၂ဦးအမျိုးသမီး၁၉ဦးသေဆုံးခဲ့ရပြီးကလေး၁၁ဦးအမျိုးသား၁၆ဦးအမျိုးသမီး၁၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအိန္ဒိယ38လုံးစာတင်ကြောင်း၃ကြောင်းဘုံကြီးကြောင်း၃ကြောင်းကျောင်းဆောင်9ဆောင်နဲ့အဆောင်အုံ၄ခုပြည့်စည်ခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အကြမ်းမစစ်တပ်ဟာတောင်းတက်တွေထိန်းချုပ်ထားတဲ့ဒေသတွေတွင်မဟုတ်ဘဲတိုင်းသာလနဲ့ကင်တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေကအပြစ်မဲ့ပြည်သူလူထုကိုတိုက်ခိုက်နေတာဟာစစ်ရာဇဝမှုကျူးလွန်နေတာလို့ TNL ဘက်ကအတိအပေပြောဆိုထားပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်တပ်ဘုံကျဲတိုက်ခိုက်တာတွေကိုရှောင်ရှားနိုင်အောင်စစ်ရေးသတိမြန်းရှိကြဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီလန့်တွေလိုက်နာဆောင်ရွက်ထားကြဖို့ TNL အပါအဝင်တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။ အခုတကကောတောင်းမြို့နယ်မှာဖမ်းဆီးရမိတဲ့ဂျေးရွာအုပ်ချုပ်မှုနဲ့ပြူစောတိတွေခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ဒီနေ့သားရီတိုင်းကောတောင်းမြို့နယ်မှာဖမ်းဆီးရမိတဲ့ဂျေးရွာအုပ်ချုပ်မှုနဲ့ပြူစောတိတွေခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးရာက၃စလုံးတည်ဆုံသွားတယ်လို့ကောတောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့အော်တိုဘာလ၂၀ရက်မှာထုတ်ပြန်လာပါတယ်။ကောတောင်းခရိုင်နယ်ကတော်လိုင်းပူပေါင်းဖွဲ့တွေဟာအော်တိုဘာလ၁၄ရက်နေ့မနက်ပိုင်းမှာကမောင်ကြီးမြို့နယ်လုံဖောဂျေးရွာကို ရှောင်းတခင်ဝင်ရောက်ပြီးကျေးရွာအုပ်ချုပ်မှုဦးဝင်းမြင့်နဲ့ကျေးရွာပြူကောင်းဆောင်ဦးရေးစုတို့ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။လုံခြုံတဲ့နေရာမှာစစ်ဆေးမေးမြန်းပြီးပြန်လွှတ်ပေးဖို့အုပ်ချုပ်မှုဦးဝင်းမြင့်ရဲ့ကားနဲ့ထွက်လာချိန်မှာလုံဖော်ကျေးရွာမှာနမ်နယ်ရွာကပြူကောင်းဆောင်ဦးသက်ဦးကိုတွေ့ရတဲ့အတွက်ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့အသိပေးပါတယ်။ဖမ်းဆီးရမိထားတဲ့သူတွေနဲ့အတူနီးလေစာစားနေချိန်မှာပြူစော်တီသက်ဦးကအသင့်ပါလာတဲ့ magnet pistol နဲ့ပစ်ခတ်ပြီးသုံးစလုံးထွက်ပြေးကြတာကြောင့်တော်လိုင်းရဲဘော်တွေလိုက်လံပစ်ခတ်ဖမ်းဆီးရာက သုံးဦးစလုံးကြီထိမှန်တည်ဆုံသွားတယ်လို့အတိပေးရှင်းပြပါတယ်။ပြူစောတီတပ်ဦးခုခံပစ်ခတ်မှုကြောင့်တော်လိုင်းရဲဘော်တူရဲ့ညာဘက်ပေါင်းမှာကြီရှက်ထိတန်းရရခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သေဆုံးသွားတဲ့ဂျေးဘော်အုပ်ချုပ်မှုနဲ့ပြူစောတီရေစီကစကားပြောဆက်လေးလုံးဖုန်းလေးလုံးကိုလုံးကြီးခောက်ချိုးအရှိတလက်ကြီ၃တောင်းဘက်တန်ပစ္စတိုတလက်ကြီ၅တောင်းပြည်သူစစ်စေးကပ်ပြားတွေနဲ့ Highless Vigo ကားတို့ကိုတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။ နောက်မှာအခုလိုဖြစ်ရမျိုးထပ်မကြုံရအောင်ကောတောင်မြို့နယ်အတွင်းမှာရှိတဲ့ရက်ကြီးအုပ်ချုပ်ရေးဖွဲ့တွေနဲ့ပြူဖွဲ့တွေအနေနဲ့တော်လိုင်းအင်အားစုတွေဘက်ကခေါ်ယူပြောဆိုချိန်မှာကောင်းကောင်းမွန်မွန်ပြန်လည်ဆက်ဆံပြီးပြည်သူဘက်ကပူးပေါင်းပောင်ရင်ပေးကြဖို့ကောတောင်ခံပြည်သူကာကွယ်ရေးဖွဲ့ကတိုက်တွန်းထားပါတယ်ပြည်သူ့ဘက်ကမရက်တည်တဲ့သူတွေပါဝင်စစ်ကော်မရှင်ရဲ့ပေါင်းပါတွေကိုကော်တောင်းခံတော်လိုင်းအင်အားစုတွေဘက်ကလုံထုံးလုံနီးနဲ့အညီဆက်လက်ရည်ယူဆောင်ရွက်သွားမယ်လို့လည်းကော်တောင်းခံပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီး အယရော်နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်တဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအယရော်မြို့နယ်ကမင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့တဲ့ရုပ်သံဖိုင်တစ်ခု Generation Z Power GZP မန္တလေးကမနေ့ကအော်တိုဝါလာ19ရက်နေ့မှာထုတ်ပြန်လာပါတယ်။မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုစက်တင်ဘာလ22ရက်နေ့ကကြားပြတ်တိုက်ခတ်ခဲ့တဲ့ရုပ်သံဖိုင်ကိုအတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ Generation Z Power GZP မန္တလေးဖွဲ့အနေနဲ့ မျိုးပြပျောက်ကြားလှုပ်ရှားမှုတွေမှာပါဝင်နေတယ်လို့အခြားသောတော်လိုင်းအဖွဲ့တွေနဲ့ပူးပေါင်းပါဝင်နေတယ်လို့လည်းဆိုပါတယ် Generation Z Power GZB မန္တလေးနေနဲ့လက်ရှိချိန်မှာသခိုင်းမျိုးဝန်းကျင်အပါအဝင်သပိတ်ချင်းနဲ့မရရနယ်ကစစ်မျက်နှာတွေမှာပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျာအခုတကမြင်းချံမြို့နယ်ကစစ်တပ်ရေချောင်းစစ်ဆေးရေးကစစ်သည်တော်တွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခတ်ခဲ့တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမြင်းကြံမြို့နယ်ထဲမှာရှိတဲ့အကြံပတ်စစ်တပ်ရေချောင်းစစ်ဆေးကိမှာရှိတဲ့စစ်သည်မော်တွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာမှာစစ်သား၄ဦးထဏ်ရာသွားတယ်လို့ Auburn Underground Revolution Force YSO ကဒီကနေ့အော်တိုဘာလ20ရက်မှာထုတ်ပြန်လာပါတယ်။အော်တိုဘာလ20ရက်နေ့ညကစစ်တပ်ရဲ့ရေချောင်းစစ်ဆေးကိကိုတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။မြင်းကြံမြို့နယ်စိတ်ညံရေတင်ရုံးလို့ခေါ်တဲ့အကြံပတ်စစ်တပ်ရဲ့ရေချောင်းစစ်ဆေးကိမှာစစ်သည်မော်တွေရောက်ရှိနောက်ခုနေချိန်မှာတော်လိုင်းတပ်ဖွဲ့တွေက drone နဲ့ပုံသီးလေလုံးကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာစစ်သည်မော်ဒဇင်းပေါ်ပုံသီးကြောက်ပောက်ကွဲခဲ့တာကြောင့်စစ်သား၄ဦးဒဏ်ရာရသွားတယ်လို့စစ်သည်မော်ခေါင်းမိုးလည်းပျက်စီးသွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အကြမ်းဖက်စီရင်တွေကိုစီစီဂျိုတပ်ပေါင်းစုနဲ့အတူ Auburn Underground Revolution Force Wire ဆိုက drone ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ထားရရှိပေမဲ့တော်လိုင်းရှင်းပေါ်တွေထိခိုက်မရှိဘူးလို့သိရပါပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့ အာနာသိန်းစစ်တပ်ကြာရှုံးအောင်တိုက်ခိုက်နိုင်ဖို့အဓိကချက်ဟာပြည်သူထောက်ခံမှုလို့နေပြည်တော်ရှေ့ရရှိတရင်မှုပြောကြားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်တပ်ကြာရှုံးအောင်တိုက်ခိုက်နိုင်ရဲ့အဓိကချက်ဟာပြည်သူလူထုရဲ့အားပေးထောက်ခံမှုသာဖြစ်တယ်လို့နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်၈၃၈တရင်မှုရဲဘော်ဝါစုကပြောပါတယ်။တရင်၈၃၈ကလုံနေတဲ့လက်နက်အလက်တန်းဆယ်ဝယ်ယူနိုင်ရေး Operation Sit Down Campaign နဲ့ပတ်သက်ပြီးတရင်မှုကပြည်သူလူထုကိုရှင်းလင်းပြောကြားတဲ့ရုပ်တံကိုဒီနေ့အော်တိုဝါလာ20ရက်နေ့မှာဖော်ပြခဲ့ရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်တရင်ရှိသူများရှင်နေနဲ့ပြည်သူလူထုနဲ့အတူရှိနေမှာဖြစ်တယ်လို့ပြည်သူလူထုရဲ့ကိုင်ကြီးထောက်ပံ့မှုတွေနဲ့အတူတပ်ပေါင်းစုတွေဟန်ချက်ညီညီပြူဟာကြကြလှုပ်ဆောင်မယ်ဆိုရင်အောင်ပွဲရမှာတည်ကြတယ်လို့လည်းတရင်မှုကပြောထားပါတယ်။မောင်းပြန်တနက်တွေမကန်နိုင်တဲ့အခြေအနေကနေဒီကနေ့မှမောင်းပြန်လက်လက်တွေနီးစနစ်တွေမိပြူဟာတွေဒရုန်းတွေနဲ့ရန်သူကိုတန်းပြန်တိုက်ခိုက်နေတာဟာပြည်သူလူထုရဲ့အားပေးထောက်ခံမှုကြောင့်ဖြစ်တယ်လို့လည်းတရင်မှုရဲဘော်ဝါစုကရှင်းပြထားပါတယ်။တရင်မှာပေါဝင်တဲ့ရဲဘော်တွေဟာတောင်ပိုင်းတိုင်းမှာရှိတဲ့ဒေါနာစစ်ကြောင်းမှာပညာသင်ကြားခဲ့တဲ့ရဲဘော်တွေဖြစ်ပြီး နယ်မြေခံ PDF တွေနဲ့အတူစစ်တပ်စစ်ကြောင်းတွေကိုတိုက်ပွဲဝင်ခဲ့တယ်လို့လည်းသိရပါဗယ်။တရင်ရှစ်တုံညာရှစ်ဟာနေပြည်တော်တရင်နေတဲ့ကတရင်အစ်တစ်ခုဖြစ်ပြီးအရင်ကရေရာရှိမြို့နယ်တွေကစစ်တောင်းမြေအရှိတ်ကမ်းမှာတရင်393ညတစ်တခွဲ၄ဖြစ်စုဖွဲ့ခဲ့ပြီးနေပြည်တော်ကိုထုတ်ဖောက်နိုင်ဖို့နေပြည်တော်တရင်ကိုရောက်ရှိလာတာလို့လည်းသိရပါဗယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။